ဟန်ပြောင်းမဟုတ်ဘဲနဲ့တကယ်အနှစ်သာရှိတဲ့မျိုးသားရင်ကြားစီဖြစ်မြောက်နိုင်မဲ့ဆွေးနွေးပွဲမျိုးလိုအပ်တာကြောင့်လေးဝင်ဆိုင်ဆွေးနွေးပွဲတောင်းဆိုရတာဖြစ်တယ်လို့ဒေါန်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ဒေါခင်ကြီးပါတဲ့ပြင်ပို့ထားပါတယ်ဗျာ။ကြားပြည်နယ်လွယ်ကောမျိုးမှာနိုဝင်ဘာလ10ရက်နေ့ကဒေါန်ဆန်းစုကြည်ကဒေသခံတွေကိုတွေ့ဆုံပြီးကြားဒေကွန်းမှာကျင်းပတဲ့လူထုဟောပြောပွဲမှာလေးဝင်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက်ထည့်သွင်းပြောကြားခဲ့တာပါ။ကျမတို့ကနေပြီးတော့နိုင်ငံတော်သမရရဲ့နောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ကာကွယ်ရေးဦးစီးချုပ်ကဲကျမရဲ့လေးဝင်ဆိုင်ဆုံပြီးတော့ နိုင်ငံရဲ့ရှေ့ရေးအမျိုးသားယဉ်ကြားစင်ရေးရရှိဖို့အတွက်ဆွေးနွေးဖို့လာဆိုရင်ကျွန်မတောင်းခဲ့တာဆိုရင်တစ်နှစ်ခွဲကျော်နှစ်နှစ်တောင်မှနေလာပါပြီဒါပေမဲ့လည်းဒီလေးယောက်ထဲမှာအလုံးကစိတ်ပါမှလေးဝင်ဆိုင်ဖြစ်နိုင်တာကိုတချို့ကတော့လေးဝင်ဆိုင်နဲ့မလောက်ဘူးဆိုတာပြောတာရှိပါတယ်။ဒါမဲ့ကျမကလက်တွေ့ကြကြကြည့်တာပါ။ ठी ठी ရောက်ရောက်အမျိုးသားရင်ကြားစစ်ရေးအတွက် ဖြစ်ပေါ်ဖြစ်မြောက်နိုင်မဲ့ဆွေရွေးပွဲမျိုးဟိုဟန်ပြမဟုတ်ဘူး။တကယ် အတိတ်ပဲရှိမဲ့အနှစ်သာရရှိမဲ့ဆွေးနွေးပွဲမျိုးအတွက်ဒီလိုလေးပွင့်ဆိုင်ဟာလိုအပ်တယ်ဆိုပြီးတော့ကျမတို့ကတောင်းဆိုတာပါဒါပြင်လက်ရှိအခြေအနေရပီယာစနစ်ဟာမြန်မာနိုင်ငံနဲ့မတင်တော်သေးတဲ့အကြောင်းလေးထည့်သွင်းပြောကြားခဲ့ပါတယ်ပြည်အစနဲ့ပတ်သက်လို့ကျင့်သုံးမှုတင်ပြတဲ့သူတွေရဲ့အချက်လက်တွေကိုရောအဖွဲ့ချုပ်ကတင်ပြတဲ့အချက်လက်တွေကိုရောပြည်သူတွေအနေနဲ့လေ့လာသုံးသပ်ကြဖို့လည်းတိုက်တွန်းသွားပါတယ်။ဒီပြည်အစနဲ့ကိုလက်ခံလိုက်ခြင်းအပြင်ပြည်သူတွေကပြည်သူတွေမဲတွေက ပြန့်သွားပြီးတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ်သားနိုင်ငံမရှိအောင်များလုပ်သလားလို့ကျမတို့ကစဉ်းစားကြဖြစ်နေတာ။ဒါကျမတို့ဒီလိုပဲစဉ်းစားမိတယ်ဆိုတော့ရိုးရိုးသားသားတင်ပြတာပါ။တခြားလူတွေလည်းစဉ်းစားမိမှာဖြစ်ပါတယ်။ဒါပေမဲ့ကျမကတော့ကျမတို့ပြည်သူတွေကိုအထင်မသေးပါဘူး။ဘယ်လိုပဲလုပ်လို့မဲမကွဲစေချင်လို့ရှင်မကွဲအောင်လုပ်နိုင်တဲ့လုံနိုင်တဲ့အရေးချင်းလုံပိုင်ခွင့်ဟာပြည်သူတွေရဲ့လက်ထက်မှာရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဟာအခုချိန်မှာဖက်ဒရယ်ပြည်ထောင်စုဆိုတာကိုပြောနေတာမဟုတ်ပဲဖက်ဒရယ်လို့ပြောရင်ဖန်ဆီးခံနေရတဲ့စစ်ဆိုးကလက်ထက်အချိန်ကလေးကဒီဇိုင်းမမဲ့ပြောဆိုခဲ့တာလို့လည်းဆိုပါရယ်စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရွေးဆဲထားတဲ့ဖက်ဒရယ်စနစ်ဟာပြည်ထောင်စုကိုပိုပြီးခိုင်မာစေနိုင်တဲ့စနစ်ဖြစ်တယ်လို့ပြောဆိုသွားပါရယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြည်သူလူထု၅သန်းကျော်လက်မှတ်ထိုးထားတဲ့ဆန္ဒသဘောထားတွေကိုလွတ်တော်အတွင်းတင်ပြပြီးဖြစ်လို့ရလက်တွေကိုပြည်သူတွေမျက်ခြေမပြတ်စောင့်ကြည့်ပါလို့လည်းတိုက်တွန်းသွားပါရယ် ဒေါအောင်ဆန်းစုကြည်ရဲ့လိုက်ကောလူမှုတွေ့ဆုံပွဲကိုဒေသခံအင်အားတပေါင်းနီးပါးလောက်တက်ရောက်ခဲ့ကြပါတယ်။ဒီခီးစဉ်ဟာ1989ခုနှစ်နောက်ပိုင်းဒေါအောင်ဆန်းစုကြည်ရဲ့ဒုတိယမြောက်ကရယာပြည်နယ်ခီးစဉ်ဖြစ်ပါတယ်။ကျွန်မခင်ပါပါရှင်။